မူကြီးကြောင်ပြောင်းလဲတယ်လို့ပဲပြောရမှာပေါ့မူကြီးလေးရောက်လာပြီးမှကျွန်တော်လည်းအများကြီးပြောင်းလဲသွားဆိုကျွန်တော်တို့မိသားစုလေးမိသားစုကတော့ဟိုတယောက်နဲ့တယောက်နှွေးထွေးအောင်နေနေပဲနှွေးထွေးလာတာပေါ့လေဟိုလူတိုင်းကတော့မပြည့်စုံပါဘူးကျွန်တော်တို့လည်းအရင်ပြည့်စုံပြီးတော့မဟုတ်ဘူးလေနော်လိုအပ်ချက်တွေလည်းရှိမှာပဲဒါပေမဲ့ဟိုမိသားစုတစ်ခုနှွေးထွေးသွားဖို့ဆိုရင်တယောက်နဲ့တယောက်နားလည်ပေးရတယ်တယောက်အားနေချက်ကိုတယောက် မပြောဘဲနဲ့ဒါဟိုနားလဲပေးပြီးတော့ဒီအာနယ်ချက်ကိုပါလက်ခံပေးရတာလည်းအများကြီးရှိတယ်လေနော်ဟိုသူကလည်းကိုမဟုတ်သူကလည်းသူမဟုတ်ဟိုကိုလူတယောက်ကပကံတလုံးကြကွဲတော့မှကိုကြောင့်ကြကွဲငါအမှတ်တမဲ့လေးဖြစ်သွားတာဆိုပြီးတော့ကိုကိုကိုဖြည့်သိမ့်နိုင်မယ်တခြားလူကြောင့်ကြကွဲဆိုအရင်စိတ်ဆိုးရလေနော်အဲ့လိုပေါ့ဒါလေးတွေကိုနားလဲတယ်ဆိုရင်တခုခုအဲ့လိုမျိုးလေးဆိုရင်တော့မှဩငါငါလုံးလိုက်တဲ့ဟာပဲငါငါလုံးရင်ဒီလိုမျိုးစိတ်ဆိုးမှာနားလဲမှုရလာအဓိကကတော့ ကိုလှုပ်လိုက်တဲ့အရာတစ်ခုဆိုရင်ကိုကိုတို့အပြစ်မတင်ကြဘူးလေအဲ့လိုမျိုးလေးပဲကိုချစ်တဲ့တစ်ဖက်လူကိုလည်းအပြစ်မတင်နိုင်ဘူးကြိုးစားရင်းနဲ့ပဲမိသားစုကိုတိဆောက်ရတယ်ဟုတ်တယ်အဲ့ဒီစကားပုံရှိရလေမအိုခင်မဥို့မင်းနေဆိုလားမအိုခင်မဥို့ခင်နေဆိုလားပေါ့လေအဓိကတော့အမျိုးသမီးကိုချစ်ရင်းနဲ့ပဲဒီသားသမီးကိုယောက်ျားလေးတွေကချစ်ကြတယ်လို့ကျွန်တော်တော့မြင်ပါတယ်ဘာကြောင့်လဲဆိုတော့တချို့ဆိုအိမ်တော်ကွဲသွားတယ် အဲဖွဲ့သွားပြီးတော့သားသမီးတွေကိုပြစ်ထားခဲ့တဲ့ parking တွေအများကြီးရှိတယ်လေညသောအဖြစ်ညသောအဖြစ်မှာဟိုဆယ်ယောက်မှာ၉ယောက်လောက်ကတော့အိမ်အောင်ခွဲသွားပြီဆိုရင် အမေကပဲသားသမီးကိုယူသွားတာများတယ်အဖေကတော့အဖေခေါ်ပြီးထိမ့်သိမ်းစောက်ရှောက်တယ်ဆိုတာနဲပါတယ်အဲ့တော့ဟိုတငငချင်းတွေထဲမှာလည်းရှိတယ်အိမ်အောင်ခွဲသွားကြတယ်ဗောလေခွဲသွားကြတဲ့အချိန်မှာသမီးကသမီးပဲဟိုဒီမိန်းမဟိုဒီသားသမီးကို ယောက်ျားလေးတွေကချစ်ကြတယ်လို့ကျွန်တော်တို့မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့တချို့ဆိုအိမ်တော်ကွဲသွားတယ်။အဲကွဲသွားပြီးတော့သားသမီးတွေကိုပြစ်ထားခဲ့တဲ့ဖခင်တွေအများကြီးရှိတယ်လေ။များသောအားဖြင့်များသောအားဖြင့်မှာဟိုဆယ်ယောက်မှာ၉ယောက်လောက်ကတော့အိမ်တော်ကွဲသွားပြီဆိုရင်အမေအားပဲသားသမီးကိုယူသွားတာများတယ်။အဖေကတော့အဖေခေါ်ပြီးထိမ့်သိမ်းစောက်ရှောက်တယ်ဆိုတာနည်းပါတယ်။အဲ့တော့ဟိုတငယ်ချင်းတွေထဲမှာလည်းရှိတယ်။အိမ်တော်ကွဲသွားကြတယ်ပေါ့လေ။ကွဲသွားကြတဲ့အချိန်မှာသမီးကသမီးပဲဟိုဒီမိမကိုမုံတဲ့အချိန်မှာ ဒီသမီးကိုမကြည့်ချင်တော့ဘူးဖြစ်သွားတဲ့မျိုးတွေလည်းကိုကညင်နေကြားနေရတော့အဲ့တော့မအိုခင်မှာပဲဥကိုမင်မယ်လို့ထင်ပါတယ်ကျွန်တော်ကကျွန်တော်ပရမအောင်ဆုံးဖြစ်ချင်တာစိတ်ချမ်းသာချင်တယ်အိမ်မှာကိုယ့်ရဲ့ဇနီးနဲ့ပြဿနာတက်နေတယ်ဆိုရင်စိတ်ဆင်းရဲရတယ်ဟိုသူ့ကိုစိတ်ဆိုးနေရတယ်ဆိုရင်လည်းကိုပင်မန်းနေတယ်သူနဲ့ကိုနဲ့မခေါ်ဘူးဆိုလည်းကိုပင်မန်းနေတယ်အဲ့ဒီပင်မန်းနေတဲ့အတန်အောင်မခံနိုင်ဘူးဒီကတော့ဒါပဲ အဲ့ဒီပြင်မနဲ့ဒဏ်ကိုမခံနိုင်တော့သူနဲ့ကိုယ်နဲ့အဆင်ပြေအောင်နေမယ်ဆိုတော့အတွေ့လေးဝင်လာတာပေါ့ငါဘာဖြစ်လို့စိတ်ဆိုးနေတာလဲအဲစိတ်စိတ်ဆိုးနေတာငါပဲပြင်မနဲ့ပေါ့လေအဲအဲ့လိုမျိုးတရားတော်မခေါ်ဘူးဆိုလဲမခေါ်ရတဲ့အတွက်ကိုပြင်မနေတာအဲ့တော့အဲ့ဒီပြင်မနဲ့ဒဏ်ကိုမခံနိုင်ဘူးမခံနိုင်တော့ပြောအောင်နေမယ်ပြောအောင်နေမယ်ဆိုတော့ကိုချစ်တဲ့လူကိုပြောအောင်ထားမယ်အဲ့သူပြောရင်ကိုလည်းပြောမယ်အဲ့သူစိတ်ချမ်းသာထားရင်ကိုလည်းစိတ်ချမ်းသာမယ်အဲ့လိုလေတွေးပြီးတော့ပဲနှစ်ယောက်သူကလည်းကိုယ်အဲ့လိုပဲထိုင်းထိုင်းနဲ့ဒါကျွန်တော်မိသားစုကတော့ဖြည်းဖြည်းနဲ့နေထွေးလာတယ် ပို့ပြီးတော့နားလည်မှုတွေပို့ပြီးရှိလာတယ်ပေါ့မြောက်သားကတော့အများအားဖြင့်နူးနေတာပဲအများအားချင့်နေကြတာပေါ့ပဲချော်တယ်အဖေအဖေမျက်နှာတီနေပြီဆိုဖေဖေကဘာလို့မျက်နှာကြီးကတီထားတာလဲစိတ်ဆိုးနေရလားမဆိုးပါဘူးဆိုအဲ့လိုမျိုးလေးကိုကချက်ချင်းပြန်ပြီးတော့တတိထားမိပါကိုစိတ်ကိုကိုပြန်ပြီးတော့ကြည့်ရအော်ရုပ်သားပဲငါစိတ်ဆိုးနေတာဘာလို့စိတ်ဆိုးတာလဲဆိုပြန်သုံးသပ်ရတာပေါ့လေစိတ်ဆိုးနေတဲ့အကြောင်းအရာတကယ်ဆိုရင်ဘာမှမဟုတ်ဘူးကျွန်တော်တို့ဟိုလူတွေကလေစိတ်ဆိုးတယ်ရံဖြစ်တယ်ဆိုတာ အဲဒေါသထွက်တဲ့အချိန်ခဏပဲတချို့ဆိုဒေါသထွက်ပြီးတော့ဒေါသလိုလိုက်ပြီးတော့မဖြစ်တဲ့နိုင်ဖြစ်တာအများကြီးပဲလေနော်တကယ်လည်းအဲဒေါသပြီးွားရခြင်းခဏလေးဘာမှမဟုတ်ဘူးအဲ့ဒါကိုထိန်းနိုင်နေဆိုရင်ရပြီဟိုအတိတ်ကိုပြန်ပြီးစဉ်းစားခြင်းဒေါသကြောင့်လုပ်ခဲ့တဲ့ဟာတွေအမှားတွေပဲလေနော်အဲ့ဒါလေးကိုလည်းကိုကတဖြည်းဖြည်းနဲ့သိလာတဲ့အချိန်မှာကိုဒေါသကိုကိုမြင်အောင်ထိန်းရတယ်ငြင်းပြီးဆိုမှအဲ့ဒေါသလေးကိုထိန်းလိုက်ရင်ရတာပေါ့လေအဲ့အဲ့လိုပဲကိုလည်းကြင်ညာပြီးတော့နေတာအဲ့တော့မူကြီးကကိုဖေဖေညနေကြီးကဘာဖြစ်နေရလဲဆိုအဲ့တော့အော်ငါစိတ်ဆိုးနေတာပဲ စိတ်ဆိုးတဲ့ဟာလေးကိုရှော့လိုက်တာပေါ့လေရှော့အဲ့လိုမျိုးလေးအဲဒီအချက်မှာအပြည့်ရှိသည့်ဇလန်တွဲကအပတ်စဉ်ပေါ့နော်တနင်္လာဟိုတဲတော့တောက်ကြစနေမနက်9:00နာရီဆိုရင်လွှင့်နေပြီပေါ့လွှင့်နေပြီဆိုတော့ဒါအားပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကျေးဇူးပါဗျာ